အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့မှာလာမယ့်ဧပြီလ12ရက်နေ့မှာနိုင်ငံကျော် တေးတန်ရှင်တူတူရဲ့တကူတော်ဖျော်ဖြေပွဲကိုပြုလုပ်မှာဖြစ်ပြီးရရှိလာတဲ့ရမုံငွေအလုံးကိုငလင်ဘေးနဲ့တော်လိုင်းရေးအတွက်လှူဒန်းမယ်လို့သိရပါဗျ။အဆိုတော်တူတူပွဲအတွက်လက်မှတ်ရောင်းလို့ရသမျှငွေအလုံးငလင်ဘေးကိုလှူဒန်းသွားမှာဖြစ်ပြီးလူလူကောင်းဆောင်ဒွန်ဆန်းစုကြည်ရဲ့သားခင်အရစ်ကိုရိုင်းအမှတ်တရလက်မှတ်ရေးထိုးထားတဲ့ဂီတာကို လေးလံတင်ရောင်းချသွားမယ်လို့သိရပါဗျ။ ဧပြီလ10ရက်နေ့ကျွန်တော်ပွဲမှာကျွန်တော်လူမဲ့ဂီတာလေးမှာခင်ကလက်မှတ်ထိုးပေးခဲ့ပါတယ်။အဲ့ဒီဂီတာလေးကိုအမှတ်တရတင်ထားခြင်းပေမဲ့ကျွန်တော်ပါလက်မှတ်ထိုးပြီးနှစ်ယောက်လက်မှတ်ပါတဲ့ဂီတာလေးလေးလံအောင်ပြီးရတဲ့လေးလံချေးကိုတော့တော်လန်ရေးအတွက်အကုန်ပြန်လှူသွားမှာဖြစ်ပြီးလက်မှတ်နဲ့အခြားဇေယောင်ပွဲမှာရတာတွေကငလင်ဘေးကယ်ဆယ်ရေးအတွက်လှူဒန်းသွားမှာဖြစ်ပါတယ်လို့အစောရောတူတူကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ အစရောတူတူဟာပြည်သူနဲ့အတူရက်တည်တဲ့တော်လန်အမှုပညာရှင်တွေတဲကတဝူဖြစ်ပြီးစေကောင်စီကဖန်ရန်ထုတ်ဖန်စီခဲ့လို့လွမြောက်နယ်မြေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရကလက်ရှိမှာအမေရိကန်ပြည်ထောင်စုမှာနိုင်ငံရေးခိုလုံနေထိုင်နေတာဖြစ်ပါတယ်။နှွေဦးတော်လိုင်းကာလာအတွင်းအစရောတူတူဟာတော်လန်ရေးတည်သချင်းတွေတည်ဆိုးခဲ့ပြီးအမှုပညာနဲ့တော်လန်ရေးမှာပါဝင်နေသူတူလည်းဖြစ်ပါတယ်။အဆူရောအာဇာနီအဆူရောခင်ပုံးတို့အပြင်အဆူရောရီများစွာပါဝင်တဲ့ ငလင်ထန်သင့်ပြည်သူတွေအတွက်ရန်မုံငွေဂီတဖျော်ဖြေပွဲကိုလာမယ့်ဧပြီလ16ရက်နေ့မှာအမေရိကန်နိုင်ငံမယ်ရီလန်းမှာကျင်းပသွားမယ်လို့သိရပါတယ်။အဆိုပါပွဲကို Miso Society of America ကဥဆောင်ကျင်းပတာဖြစ်ပြီးအဆိုရောအာဇာနီခင်ဖုံဂျွန်တန်ကဒီကာလီယိုနဲ့အဲလာချန်တို့ပါဝင်သီးဆိုသွားမယ်လို့သိရပါတယ်။လက်မှတ်တစ်စောင်ကိုဒေါ်လာ150နဲ့50သတ်မှတ်ထားပြီး15နှစ်အောင်ကလေးငယ်တွေအတွက် ဒေါ်လာ30သတ်မှတ်ထားပါရယ်။ရရှိလာတဲ့လက်မှတ်ရောင်းရငွေတွေကိုမြမမြင်ကလင်ဘေးပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့နေရာတွေကိုလှူဒန်းသွားမယ်လို့သိရပါရယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းလူပေါင်း4000ကျော်သေဆုံးခဲ့ရပြီးယနေ့တိုင်ပြန်လည်ထူထောင်ရေးလှုပ်ဆောင်ဖို့အပြည့်အစည်တွေများစွာ ရှိနေဆဲဖြစ်ပါတယ်။